အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့လူတိုင်းနားလည်ထားတဲ့ personal finance အခြေခံဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဝေမျှပေးတော်မှာဖြစ်ပါတယ် ေးနဲ့ပတ်သက်လို့ရှင်ငွေရှာတာတခုတည်းတင်မဟုတ်ပဲငွေကြေးစီမံခံခွဲတာလည်းအင်တန်ကြီးကြီးပါတယ်ငွေကြေးစီမံခံခွဲမှုနဲ့ပတ်သက်ရင်တော့ personal finance ပဲခေါ်ခေါ် financial literacy ပဲခေါ်ခေါ်ပေါ့မှာငွေကြေးအသိပညာကိုအနေဆုံးအခြေခံတော့နားလည်ထားဖို့လိုအပ်ပါတယ် personal finance ဆိုတာဘာလဲပေါ့လေ personal finance ဆိုတာတော့ကိုယ့်ရဲ့တကူရေနောက်ကိုမိသားစုတွေငွေကြေးစီမံခံခွဲမှုဒါကိုပဲကျွန်တော်ဆိုလိုတာဖြစ်ပါတယ် personal finance မှာတော့ပြောရင်တော့အကျဉ်းကြီးပေါ့လေအဓိကဖြစ်အခြေခံ၅ချက်လောက်ကိုနားလည်ထားရင်တော့လုံလောက်တယ်လို့ပြောလို့ရပါတယ်ပထမတစ်ချက်ကတော့ဘာလဲဆို income ဆိုတဲ့ဝင်ဝင်ဖြစ်ပါတယ်ဝင်ဝင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဝင်ဝင်မျိုးစားတွေရှိတယ် active income လို့ခေါ်တဲ့ earn income ရှိမယ်နောက် passive income ရှိမယ်နောက် portfolio income ပေါ့နော်ဒါတွေကျွန်တော်တို့ကနားလည်လို့ရတယ်နောက်တစ်ခုကငွေရှာဖွေနည်းနဲ့ပတ်သက်လို့ရှိရင်လည်း ESPN ပေါ့လေ Robert Kiyosaki ပြောနေကြပေါ့လေတခုပေါ့ employee အနေနဲ့ငွေရှာမလား sub employee ဆိုရယ် small business owner အနေနဲ့ငွေရှာမလားဒါမှမဟုတ် business person အနေနဲ့ရှာမလား investor အနေနဲ့ရှာမလားစသဖြင့်ကျွန်တော်တို့ကငွေရှာတဲ့နေရာမှာ making money နဲ့ပတ်သက်လို့လည်းပုံစံမျိုးစုံနဲ့ကျွန်တော်တို့ရှာလို့ရပါတယ်နောက်တစ်ခုကျွန်တော်တို့ကာယအားကိုရင်းနှီးပြီးလုပ်မလားနောက်ကိုယ့်ရဲ့ skill ကိုရင်းနှီးပြီးငွေရှာမလားကိုယ့်ရဲ့ငွေကြေးကိုရင်းနှီးပြီးတော့ရှာမလားပေါ့နော်စသ သမီးတွေမျိုးမျိုးရှိတယ်ဆိုတော့ဒါတော့ကိုယ့်ရဲ့ရှာတဲ့ပုံစံเนาะကိုယ့်ရဲ့အားထုတ်မှုအခြေအနေရပါတော့ တရားတရားကိုကြည့်ကြော်ဝါမှုခြားနာကုန်ကြတာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ပါလဲဆိုရင် spanning ပေါ့နော်အသုံးစရိတ်ပေါ့ကိုဝင်ဝင်တစ်ခုရလာပြီဆိုရင်ကျွန်တော်တို့ကဒီအခြေခံအသုံးစရိတ်တွေရှိမယ်နောက်ကိုရဲ့ lifestyle နဲ့ပတ်သက်လို့နောက်ကိုလိုချင်တာနဲ့ပတ်သက်လို့အသုံးစရိတ်တွေရှိမယ်စသဖြင့်ပေါ့လေ prime မှာအရေးကြီးတာကတော့အခြေခံဖြင့် budgeting ပေါ့လေအများစုအကြံပေးကြတာကတော့50 30 20 rule ပေါ့လေအဓိကဖြင့်သူကပါလဲဆိုလို့ရှင်50ရာခိုင်နှုန်းကိုကိုယ့်ရဲ့အခြေခံစာဝန်တွေအတွက်ကျွန်တော်တို့သုံးတာရှိမယ်30ရာခိုင်နှုန်းကတော့ကိုယ့်ရဲ့ဒီ once တော့ပေါ့နော်ကို trip သွားခြင်းလို့ခီးသွားခြင်းလို့ပဲဖြစ်ဖြစ်နောက်ကို shopping ထွက်ခြင်းလို့ပဲဖြစ်ဖြစ်ဒ ါမှမဟုတ်လို့ရှင်လဲ entertainment တစ်ခုခုတော့ပဲဖြစ်ပေါ့နော်ကိုလှုပ်ချင်တာလေးတွေလှုပ်ချင်တာလေးတွေအတွက်သုံးတဲ့ဟာတော့ဝင်ငွေ30ရာခိုင်နှုန်းသုံးပါဆိုပြီးတော့ပြောတော့နောက်ဆုံး20ရာခိုင်နှုန်းတော့ပါလဲဆိုတော့စုဆောင်ရင်းနှီးမှုအတွက်ကိုရဲ့ငါးကတ်ငွေကြီးအတွက်ပေါ့နော်သုံးပါဆိုပြီးတော့ပြောကြတယ်ဒါတော့အများစုတဲ့ channel ကြတဲ့အချံပေမှုပေါ့လေတကယ်တမ်းကျတော့တရောင်းတရောင်းလဲဝင်ငွေတွေနော်ဒီအသုံးစိတ်တွေတူမှာမဟုတ်ဆိုတော့ကိုနဲ့ like တဲ့ budget နဲ့ဆွဲလို့ရပါတယ်ဒါတော့အသုံးစိတ်နဲ့ပတ်သက်ပြီးတော့ ်နောက်တစ်ခုကတော့ကျွန်တော်တို့ပါလဲဆိုတော့ saving နဲ့ပတ်သက်လို့ပေါ့ saving နဲ့ပတ်သက်လို့ရှင်တော့ဝင်ငွေတစ်ခုရလာပြီဆိုလို့ရှင်စုဆောင်မှုတစ်ခုလုပ်ဖို့လိုတယ်ပေါ့နော်ကိုယ့်ရဲ့အနာဂတ်အတွက်တကြီးပေါ့သုံးငွေတက်ပဲဖြစ်စေဒါမှမဟုတ်လို့ရှင်လည်းကျွန်တော်တို့ကအနာဂတ်ရင်းနှီးမြှုပ်နှံမှုအတော့ပဲဖြစ်စေပေါ့နော်စုဆောင်ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့နေအဲ့မှာဆိုလို့မှတ်သားစရာစကားလေးတစ်ခုကပါလဲဆိုရင်ဝင်ငွေတစ်ခုရလာပြီဆိုလို့ရှင်ကိုယ့်ရဲ့ဝင်ငွေကို သုံးပြီးမှမဆုပါနဲ့ဆုပြီးမှသုံးပါဆိုတော့ပြောတာရှိတယ်ဘောနော်အဓိကပြင်ကျွန်တော်တို့ကသုံးပြီးမှဆုတဲ့ခါဆိုတော့အများစုကကိုသုံးလိုက်တယ်တခါကြလဲကျွန်တော်တို့သုံးရင်သုံးရင်လည်းဘာမှမကြံတော့တာရှိတယ်ဘောအဲ့ဒါကျွန်တော်တို့ဆုဆောင်ရင်းနှီးမြှုပ်နှံတဲ့စီမရောက်ဘူးဘောအဲ့ဒါကျွန်တော်တို့ကဝင်ကိုတစ်ခုရလာပြီဆိုရင်ကိုဆုစရာရှိတာဆုဘလောက်ရခံလဲကျွန်တော်တို့ဆုမယ်ဘောနော်ဆုပြီးတော့မှကျွန်တော်တို့ကသုံးစရာရှိတာသုံးဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့နားလဲလို့ရပါတယ်နောက်တစ်ခေါက်တော့ဘာလဲဆိုရင် investing ဘောနော်ရင်းနှီးမြှုပ်နှံတဲ့ ဂျင်းနီမြောင်းနိုင်ငံကတော့ပါလဲဆိုရင်စုမွေတစ်ခုရလာပြီးငွေကြေးတစ်ခုကျွန်တော်စုဆောင်းပြီးလို့ရှင်အဲဒီတိုင်းပဲကျွန်တော်တို့ထားလို့မရပါဘူး။ဘာလို့ဆိုတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ငွေကြေးဖောင်းပေါင်းမှုတွေရှိတယ်။နောက်စုဆောင်းမှုကနေပြီးတော့ကျွန်တော်တို့တိုးပေါင်းလုပ်ဖို့လေလိုတယ်။အဲ့တော့ပါလဲဆိုလို့ရှင်ကိုယ့်ရဲ့ငွေကိုကျွန်တော်တို့ကကိုယ်အိမ်မှာပဲစုထားတာမျိုးလို့နောက်ဘာမှပဲ ိန်းထားတာမျိုးလို့ဒါမျိုးနဲ့ဆိုင်ရင်ဘာ access တခုခုဝယ်မလဲဘယ်လိုရင်းနှီးမြှင့်နှံမျိုးကျွန်တော်တို့လုပ်မလဲပေါ့နော် investment တခုခုကျွန်တော်တို့လုပ်ဖို့လိုပါတယ်အဲ့မှာဆိုတော့အခြေခံဖြင့် access class တွေမှာဆိုလို့ရှိရင်တော့ဥပမာ stock လိုဟာမျိုးတွေရှိမယ် bond လိုဟာမျိုးတွေရှိမယ်နောက်ကျွန်တော်တို့ ancient မျိုးရှိမယ်နောက်ရွှေတို့တခြား commodity ပေါ့နော်အဲတခုခုရှိမှာအဓိကတော့ကိုကျွမ်းကျင်တဲ့ကိုအခွင့်အလမ်းရှိတဲ့ access မှာ အရင်းနှီးမြှုပ်နှံမှုပါပဲတခုခုရင်းနှီးမြှုပ်နှံမှုဆိုတဲ့အခါသူများတွေလှုပ်လိုက်လှုပ်တာမျိုးပေါ့လူကြီးနောက်ကိုကျွန်တော်လိုက်ပြီးတော့ရင်းနှီးမြှုပ်နှံတာလူထက်ကိုတကယ်နားလဲတဲ့ကျွမ်းကျင်တဲ့ level မှာရင်းနှီးမြှုပ်နှံနိုင်တယ်ကိုတော့ကပို့တော့အကျိုးမျိုးရှိနိုင်တယ်များလိုက်ပါနောက်ဆုံးတစ်ခုကတော့ပါလဲဆိုတော့ protection ပေါ့နော်အဓိကတော့အကာအကွယ်လှုပ်တာပေါ့အကာအကွယ်ဆိုတော့ကိုယ့်ရဲ့ငွေကြေးကြေဝါမှုတစ်ခုအကာအကွယ်ဖို့ဆိုရင်ခြေကားပြင်းနှစ်ပိုင်းပေါ့တစ်ပိုင်းတော့ပါလဲဆိုတော့ကျွန်တော်အားလုံးသိရတဲ့အတိုင်း insurance လို့ပါလို့လို့ကိစ္စမျိုးတွေပေါ့နော်ကိုကကြေဝါပါရှင်မှုတစ်ခုရှိတယ်ဆိုရင်တခါကျတော့ကျွန်တော်တို့ဒီမမြားတဲ့ risk တွေရှိတယ်ပေါ့နော် အခြေအနေတစ်ခုကြုံလာတယ်အထူးကံမှုတစ်ခုကြုံလာတယ်ဆိုရင်ဒါကိုယ့်ရဲ့ပိုင်ဆိုင်မှုလည်းပူပဲကျစီဆုံးချင်းသွားနိုင်တယ်ပေါ့အဲ့ဒါကိုကျွန်တော်တို့အကျိုးတင်ကာကွယ်နေနေနေ insurance ထားတဲ့ဟာမျိုးတွေ မှာစာလမ်းကျွန်တော်ကြိုတင်ကာကွယ်လို့ရတယ်နောက်တစ်ခေါက်တော့ပါလဲဆိုတော့ financial information တွေကျွန်တော်တို့သိနေဖို့လိုတယ်ဒါတွေသိချင်းအဖြစ်နဲ့ကျွန်တော်တို့ကကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုကြိုတင်ကာကွယ်လို့ရတယ်ပေါ့လေဥပမာအဖြစ်ကျွန်တော်တို့ဒီအစိုးရတွေကနေပြီးတော့ထုတ်ပြန်တဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသတင်းချက်လက်တွေငွေကြေးဆိုင်ရာသတင်းချက်လက်တွေစသဖြင့်ဒါတွေကျွန်တော်တို့သိဖို့လိုတယ်သိဖို့လိုတဲ့အခါမှာကျွန်တော်တို့ကသတင်းချက်လက်တွေမှန်မှန်ကန်သိဖို့လိုသလိုရလာတဲ့သတင်းချက်လက်ကိုလည်းကျွန်တော်တို့ကမှန်မှန်ကန်သုံးသပ်ပြီးတော့အစီအမံခံရလို့ရပါတယ်နောက်တစ်ခုကပါလဲဆိုတော့ protection လောက်တဲ့အခါမှာဝန်ထမ်းနဲ့နောက်တခြား company wide လောက်တာနဲ့ရင်းနှီးမြှုပ်နှံမှု ူးလောက်တာလည်းမတော့မတူပါဘူးကိုယ့်ရဲ့အန်နင်ကမ်လို့ဟာမျိုးကဝင်လာတဲ့ဝန်ထမ်းလုပ်လို့ရလာတဲ့ဝင်ကိုရအခွန်အပြည့်အဝဆောင်ရပေမဲ့တချို့ကိုပိုင်စီးပွားရေးလောက်တယ်တချို့ရင်းနှီးမနှုတ်မှုလောက်တယ်ဆိုရင်အခွန်တတ်တာဝင်နေပါလိမ့်တာပေးထားတာရှိတယ်ပေါ့လေဒါတွေလည်းကျွန်တော်တို့ကနားလည်ထားဖို့လိုတယ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုဖောင်းနေရနေပြီးတော့ဘယ်လိုမျိုးကာကွယ်လို့ရမလဲဆိုတာကိုလည်းနားလည်မှာဖြစ်ပါတယ်ဒီအခြေခံ၅ချက်ကတော့ personal finance မှာအဓိကကြတဲ့အခြေခံ၅ချက်ဖြစ်ပါတယ်ဒီ၅ချက်ကိုနားလည်ထားရဲဆိုရင်ကိုယ့်ရဲ့ငွေကြေးစီမံခံခွင့်မှုအကျိုးရှိရှိစီမံခံခွင့်လို့ရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်